အားလုံးမင်္ဂလာပါ Blog Bamis ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့မှာကတော့ Bybit ထဲက P2P ကိုအသုံးပြုပြီးတော့ Crypto တွေကိုဘယ်လိုဝယ်ရမလဲပြီးတော့ဘယ်လိုပြန်ရောင်းရမလဲဆိုတာကိုကျွန်တော်ဗီဒီယိုလေးတွေလုပ်ပေးပါမယ်ကျွန်တော်ဒီဗီဒီယိုမှာကအရင်ဆုံးကျွန်တော်တို့ Bybit အကောင့်ရှိတယ် ကိုယ့်ရဲ့ account တွေကို crypto ဘယ်လိုထည့်မလဲဆိုတာကိုကျွန်တော်ပြပြသွားမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့လိုအပ်တာက Binance account ဖွင့်ထားဖို့လိုအပ်ပါတယ်။ Binance account မရှိတဲ့သူတွေကလည်းကျွန်တော်ရဲ့ description မှာ referral link လေးချထားပေးပါတယ်။အဲ့ link ကနေဖွင့်လို့ရသလိုကျွန်တော်တို့ကိုယ့်ရိုက်ထည့်ပြီးတော့လည်း account ဖွင့်လို့ရပါတယ်။ဒါဆိုရင်ကျွန်တော်တို့ Binance account လည်းရပြီ။ KYC လည်းအောင်သွားပြီဆိုရင်ကျွန်တော်တို့အရင်ဆုံးကျွန်တော်ရဲ့ account တွေကို crypto တွေထည့်တော့မယ်။အဲ့ဆိုရင်ကျွန်တော်တို့ဘယ်ကနေသွားထည့်မှာလဲဆိုတော့ဘိုင်ဘီထဲမှာရှိတဲ့ဒီမိုးကိုနှိပ်လိုက်မိုးထဲမှာကျွန်တော်တို့ အဲကျွန်တော်ကလေကိုကိုရိုက်ရှာလိုက်မယ်ဗောနော် B2B B2B trading ဆိုတာပေါ်လာလိမ့်မယ်ဒါလေးကိုနှိပ်လိုက် Okay ဒါဆိုရင်တော့ကျွန်တော်တို့ B2B တဲ့ကိုရောက်လာပြီဖြစ်ပါတယ်အခု new user တွေအနေနဲ့ကတော့ဒါတွေကဘာတွေလဲဆိုပြီးတော့ဖြစ်ရင်ဖြစ်ကောင်းဖြစ်နေလိမ့်မယ်စိတ်မပူပါနဲ့ကျွန်တော်အခုရှင်းပြပါမယ်ကျွန်တော်တို့ဒီမှာအရင်ဆုံးဘိုင်ရှိမယ်ဆဲရှိမယ် ကိုအနေနဲ့ကိုကနေပြီးတော့ crypto တွေဝယ်ခြင်းနဲ့ကိုရဲ့ account တွေကို crypto တွေထည့်မယ်ဆိုရင်ကျွန်တော်တို့ buy back ကိုသွားဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကကို crypto ဝယ်မှာဆိုတော့ buy ကိုနှဲ့ရမယ်ကိုရဲ့ account တွေမှာ crypto တွေရှိတယ်ဆိုရင်ကျွန်တော်တို့မြန်မာငွေပြန်လိုချင်တယ်ပေါ့နော်အဲ့ကြရင်ကျွန်တော်တို့ crypto တွေကိုပြန်ရောင်းမယ်ဆိုရင် sell back ကနေသွားမယ်ဒါဒီနေရာမှာလုံးဝရိုးရိုးရှင်းရှင်းလေးပဲအမှအခက်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 မပါဘူး ပြီးတော့အောက်မှာကျွန်တော်တို့ USDT ဆိုတာတွေ့လိမ့်မယ်အဲ USDT ကိုနှိပ်လိုက်မယ်ဆိုရင်တခြားအောက်မှာဆိုရင်အများကြီးပဲပေါ့ coin တွေဒါကဘာလို့ပြောချင်တာလဲဆိုတော့ကျွန်တော်တို့တွေအခုဒီနေရာမှာအယောင်းဝယ်လုပ်နေတာက USDT ရယ် MMK ရယ်ပေါ့နော်နှစ်ခုကို အရာဝယ်လုပ်နေတာဒါပေမဲ့ကိုက USDT မရှိဘူးကိုကောင်ထဲမှာတခြား coin တွေရှိတယ်ဆိုရင်အဲ့ coin တွေကိုဆက်လက်ပေးပြီးတော့သူတို့နဲ့အဲဒီ coin တွေကိုလက်ခံတဲ့သူတွေနဲ့ကျွန်တော်တို့ပြန်ရောင်းလို့ရတယ်ပေါ့နော်ဒါပေမဲ့လူသုံးနေပါတယ် USDT ကြတော့ကျွန်တော် rate တွေပါတွေ့ရတာလဲလွယ်ကူတော့ USDT နဲ့ပဲအရာဝယ်လုပ်ကြတာများတယ် Okay amount ကတော့ဘာလို့ပြောချင်တာလဲဆိုတော့ကျွန်တော်တို့ minimum ပေါ့နော်အာကိုကမြန်မာငွေ1000ပိုးပဲဝယ်ချင်တယ်ဆိုရင်ကျွန်တော်တို့1000ရိုက်ထည့်လိုက် တတောင်းရဲထည့်ပြီး confirm လုပ်လိုက်မယ်ဆိုရင်ဒီအောက်မှာဟိုတတောင်းအနေဆုံးတတောင်းကနေဝယ်ဝယ်လို့ရတဲ့သူတွေထွက်လာလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့လွယ်လွယ်ကူကူနဲ့အနေဆုံးတတောင်းထားထားတဲ့သူတွေကနေပြီးတော့ကျွန်တော်တို့တတောင်းဖို့ဝယ်လို့ရပြီပေါ့နော်โอเคနောက်က open payment method က ကျွန်တော်တို့တွေ crypto တွေအယောင်းဝယ်လုပ်တဲ့အခါမှာကိုကဘယ် account နဲ့လက်ခံပါလဲဘယ် ban နဲ့လက်ခံပါလဲဆိုတော့ပြောချင်တာပေါ့နော်ဥပမာအခုဆိုရင် SCB ban ရှိမယ်ကျွန်တော်တို့ one pay ရှိမယ် k pay ရှိမယ် wave pay ရှိမယ်ပြီးတော့ကျွန်တော်တို့ ban transfer တွေရှိမယ်ကိုကဘယ် payment နဲ့ပြန်ပြီးလက်ခံမလဲဒါမှမဟုတ်ဘယ် payment နဲ့ကျွန်တော် crypto ရောင်းတဲ့သူကို pay မလဲပေါ့နော် โอเคเซฟแบ็คကိုပြန်သွားမှဆိုရင်เซฟแบ็คကလည်းအကောင်လုံးတူတူပဲအဲကျွန်တော် USDT ရှိမယ်အမောင်းရှိမယ်ဆိုတော့ကျွန်တော်ပြောခဲ့တဲ့ဟာလည်းအကောင်လုံးတူတူပဲဘာကွာဝါမလဲဆိုတော့ကျွန်တော်တို့ဈေးနှုန်းကွာဝါမယ်ပြီးတော့ကျွန်တော်တို့ crypto တွေပြန်ရောင်းတာဆိုတော့ကျွန်တော်တို့ rate တော့ကွာသွားမယ်ပေါ့เนาะဘိုင်ဘက်မှာကြည့်မယ်ဆိုရင်အခုထိတ်ဆုံးမှာရှိတာက၄၃၈၅နဲ့ရှိတယ်ဒီဘက်မှာဆိုရင်၃၉၆၅နဲ့ရှိတယ် rate ကတော့ကျွန်တော်ဘိုင်နဲ့ဈေးကတော့ rate ကတော့အကွာတယ်ပေါ့เนาะဒါကိုကျွန်တော်တို့ကြည့်ပြီးတော့ ဝယ်လို့ရပါတယ်ကျွန်တော်တို့ဝယ်တဲ့နေရာရောင်းတဲ့နေရာမှာလည်း GU ဆိုင်ရမှာတခုကတော့ဟိုကိုနဲ့အမြဲတမ်းဝယ်နေကြသူဖြစ်သွားပြီဆိုရင်တော့အဆင်ပြေရပါတော့ဒါမှမဟုတ်ကျွန်တော်တို့အခုဆိုရင်ဒီအပေါ်ဆုံးကတယောက်မှာ99%ဆိုတော့သူ့ရဲ့ percentage ကကောင်းတယ်အောက်ကတယောက်ဆိုရင်96%မဟုတ်91%ဒါလေးကိုကြည့်ပြီးတော့ကျွန်တော်တို့တွေ အာသူနဲ့အရောင်းဝယ်လုတ်တင်လားမလုတ်တင်လားဆိုတော့စဉ်းစားတဲ့နေပြီးတော့ order ဘယ်နှချောင်းရှိတယ်ပေါ့နော်ဒီလိုဆိုရင်1353ချောင်းဆိုတော့တော်တော်လေးများတယ်ဒါဆိုရင်သူကအရောင်းဝယ်လုတ်တာကြာပြီလို့လည်းပြောလိုက်ရပြီးတော့နောက်မှလည်းကျွန်တော် verify badge ရှိတယ်အဲ့တော့တခြားပြကျွန်တော်တို့ order နေတဲ့သူတွေဆိုရင် neck queue site ပို့လို့ရဒီမှာဆိုရင်99 order ပဲရှိတယ်ဒါဆိုရင် तू ကအာအခုလရပိုင်းလောက်ကမှဒါမှမဟုတ်အခုလပိုင်းလောက်ကမှ तू စပြီးတော့ဟိုအရောင်းဝယ်လုတ်တဲ့သူတယောက်ပေါ့နော်အဲ့တော့ကို့အနေနဲ့က ဒါ리고ကြည့်ပြီးတော့လေဒီလူနဲ့ကျွန်တော်တို့အယောင်းဝယ်လုံးတင်လားမလုံးတင်လားကိုစဉ်းစားတက်ပါတယ်။အောက်ကဟာကကျွန်တော် limit ရှိမယ် limit ကဘာကိုလဲဆိုတော့8000ကနေသူတို့3.07 million ဆိုတော့300တိပေါ့နော်။အခုကျွန်တော်တို့တွေကဒီတယောက်မှာအနေဆုံးမြန်မာငွေ8000ကနေစပြီးတော့သူ့စီမှာဝယ်လို့ရပါတယ်။အောက်က quantity ကတော့သူ့စီမှာ951ရှိရပေါ့နော်။ဒေါ်လာ951ရှိတယ်။ဒီ951ဖို့လဲအကုန်လုံးဝယ်လိုက်လို့ရတယ်။အဲ့လိုမျိုးပေါ့။ ဒါသူအောက်ကပေးမဲ့မဲ့သက်က KP နဲ့လက်ခံတယ်။အောက်ကတယောက်ကလည်း KP ပဲ။အောက်ကတယောက်ကဆိုရင် KP လည်းရတယ်၊ SCB လည်းရတယ်၊ Wave Pay နဲ့လည်းရတယ်ပေါ့နော်။သူကတော့38ဒေါ်လာပဲရှိတယ်သူမှာ။ဒါကိုကျွန်တော်တို့ဒါကိုကြည့်ပြီးတော့ကျွန်တော်တို့သူ့စီမှာအယောင်းဝယ်လုပ်လို့ရတယ်။ကိုကဥမာဗျာဒေါ်လာ100ဘိုးဝယ်ခြင်းနဲ့ထားဒေါ်လာ100ဘိုးဝယ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ထားစီမှာဝယ်မယ်ဆိုရင်ဝယ်လို့မရဘူး။ဘာဖြစ်လို့ဆိုတော့သူ့စီမှာရှိတာ38ဒေါ်လာပဲရှိတာ။အဲ့တော့ဒေါ်လာ100ဘိုးရှိတဲ့သူစီကနေတော့ဝယ်မှရတော့မှာ။အဲ့တော့အခုဒီတယောက်ဆိုရင်ဆိုကိုဆိုရင် ဒေါ်လာ228ရှိတယ်ဒါပေမဲ့ break ကတော့နည်းနည်းလေးများတယ်ပေါ့နော်4100ဆိုတော့ဒီအပေါ်ကဈေးကြီးနဲ့ရှင်းမယ်ဆိုတော့ဒါဆိုရင်တော့ကျွန်တော်တို့ crypto ဝယ်တဲ့အချိန်မှာစောင်းရံရှောင်းရံလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ် okay ဒီ video ကတော့ဒီလောက်ပါပဲ now video မှာကျွန်တော်လက်တွေ့ဘယ်လိုဝယ်ရမလဲဆိုတာကို tutorial အနေနဲ့လုပ်ပြပါမယ်ဒီ video ကတော့နည်းနည်းလေးရှင်းသွားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် now video မှာပြန်နေကြပါမယ်မင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်ကြပါစေ